ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းချက်လေးချက်တီးခတ်နံပါတ်1အစာတီးခတ်နံပါတ်2စကားတီးခတ်နံပါတ်3ပုံကိုတီးခတ်နံပါတ်4နေရာတီးခတ်ဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆစ်အစဉ်ပြေဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာတီးခတ်ရမယ် စကားသိခံရမယ်နေရာသိခံရမယ်ပုံကိုသိခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောင်ဆိုတဲ့သဘောကလည်းပဲကိုရတာ哦စားကျင်တဲ့စိတ်ရှိလို့သာလင် စားလိုက်ရတယ်ဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပြိတဲ့ဘိုက်ပြည့်ဘာရတာမှမရှိတော့ စာနေတုံးအရသာရှိတာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဘိုက်ပြင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေးစားနိုင်အောင် ကြိုးစားအစားအသောက်ကိုတိခန့်နိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်တိခန့်တာအစားအသောက်လည်းတိခန့်ဒုတိယတိခန့်ဖို့ကအစားပြီးတော့စကားကလည်းတိခန့်ရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ချိန်ထဲမှာအစဉ်ပြေခြင်းဘုသူနဲ့ပဲအစဉ်ဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသီးခံစကားလုံးတွေသီးခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံလာတာအောက်ခက်ချမ်းချမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားချင်တဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်နောက်တစ်ချက်မှစကားလုံးတွေကိုသီးခံနိုင်ရင်ချမ်းသာတယ်အစာကြီးခံပါ ကားသီခံပါတတရားကနေရာသီခံပါနေရာလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတည်းလူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတတော်ကိုပူတော်ကိုဆိုတာကယာတူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာကိုဆို ဓာတုလေးတို့အောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲသတ္တဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตายရတဲ့ attachment အာဝါဒ mystery ရတာသိကြောက်เสียအောင်နေရာဖယ်ပေးရတာလည်းသတ္တိပဲ တတိရှိမှ နေရာဖယ်ပေးရတာတတိမရှိရင် နေရာကိုတွယ်ထားလို့နေရာပျောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီเนาะကြောက်လို့နေရာတိုင်းမှာအဆင်ပြေခြင်းနေရာလေးကိုလည်းတိခန့်ရတယ်လူတိုင်းနဲ့အဆင်ပြေရောက်တဲ့နေရာမှာတိခန့်နိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးတိခန့်ရင်အလုံးโอเคသွားတာပဲเนาะဒါကြောင့်အစာတိခန့်စကားတိခန့်နေရာတိခန့်နောက်ဆုံးတိခန့်ရမယ့်အချက်ကအရေးကြီးတယ် နေရာတိုင်းမှာဘသူနဲ့ဖြစ်ပြီးဘယ်ချိန်ပဲဖြစ်ပြီးအစဉ်ပြေပုံကိုတိခတ်ရတယ်ပုံကိုဆိုတာလေသူနဲ့ကိုနဲ့တူမှမတူဘူးလူအမျိုးမျိုးဇယက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်တန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြင်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ ဘာဖြစ်လို့လဲကိုတော်မကိုစိတ်တိုင်းကြမှာမဖြစ်တာကိုတော်မကိုအလိုတိုင်းမှာမဖြစ်တာဒါမှမဟုတ်ပုဂ္ဂိုလ်ဒီအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောက်ကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါသူတို့ကိုတိခိုင်နဲ့ကြိုးစားရအောင် ရမလို့တိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစာတိခံနိုင်အောင်ကြိုးစားပါစကားတိခံနိုင်အောင်ကြိုးစားပါနေရာတိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကူမျိုးဖြစ်ဖြစ် သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုတိအောင်တိခံနိုင်အောင်ကြိုးစားလေစမ်းပါအဲ့ဒီအချက်လေးချက်တိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါအချိန်တိုင်းမှာအဆင်ပြေပါလူတိုင်းမှာအဆင်ပြေပါတိခံရပါ